မလာပါဒီနေ့အကြောင်းအရာလေးတစ်ခု share လုပ်ချင်တယ်ဒါကတော့อืมဒီ opinion base ဖြစ်တဲ့အကြောင်းအရာတွေပေါ့เนาะအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ timeline တစ်ခုလောက်ရတဲ့အခါမှာ level မတူတဲ့လူတွေနဲ့ပေါ့เนาะဟို setting တစ်ခုရှိတဲ့အခါမှာကိုကတတိထားမဲ့အချက်တစ်ခုကို point out လုပ်ပြချင်တယ်ပေါ့เนาะအလွန်ခဲ့တဲ့3-4လောက်ကဒီ is PhD studentship interview အာတခုတက်ခဲ့တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင် interview session တခုတည်မိနစ်20ကြာတယ်အဲ့မှာဆိုလို့ရှိရင်ကျောင်းသားတယောက်တည်အာ5မိနစ် presentation လုပ်မယ်ကျန်တဲ့15မိနစ်က examiner 1 2 3ရ5မိနစ်စီပေါ့အာမေးခွန်းလေးတွေမေးတယ်အဲ့မှာ examiner 1ရဲ့ position ကဘယ်လိုမျိုးလဲဆိုရင် examiner 1ဒီ highly cited researcher ဖြစ်မယ်ဒါမှမဟုတ် top 2% scientists ဖြစ်မယ်ဒါမှမဟုတ်ရင် research center တစ်ခုရဲ့ president ဖြစ်မယ်ပေါ့နော်အဲ့ဒီ level လောက်ရှိထားတဲ့လူတွေဒီ examiner 1အဲ့တော့အဲ့ examiner 1ကဘာမေးလဲဆိုရင်သူကဒီဒီចောင်းသားပေါ့နော်ဒီ candidate နဲ့ပတ်သက်ပြီးတော့အရင်တော့ကဟို past experience ပေါ့နော် research နဲ့ပတ်သက်တာပဲဖြစ်ဖြစ်အလုံးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အဲ့ experience တွေကိုသူရဲ့ CV မှာပြထားတာအမှန်မမှန်ရဲ့ဒီအဲ့ experience တွေနဲ့ပတ်သက်ပြီးတော့ဒီအခုသူလုံးမဲ့ PhD proposal ပေါ့နော်အဲ့ဒါဒီကိုင်းညီမှုရှိမရှိသူလုံးနိုင်မှုရှိမရှိပေါ့နော်အဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ question တွေတော့မေးတယ် examiner 2ကကျတော့ဒီ associate professor level ပေါ့ associate professor level ဆိုတော့သူက PhD master အကြောင်းသားတွေကို supervise လုပ်ဖူးတဲ့အတွေ့အကြုံရှိတယ်အဲ့ဒီအတွေ့အကြုံနဲ့အတူတူဒီဒီ candidate ကိုကျတော့သူကဗာမေးလဲဆိုလို့ရှိရင်အဲ knowledge competency နဲ့ပတ်သက်တဲ့အကြောင်းအရာမေးတယ်ပေါ့နော် knowledge competency ဆိုတာသူဒီအခုလုပ်မဲ့ project မှာပေါ့နော်အခုလုပ်မဲ့ research project မှာသူ knowledge ဘယ်လောက်ရှိထားလဲ အဲ့ knowledge ကိုအသုံးချပြီးတော့သူဒီဒီအခု proposal မှာဘယ်လောက်လုံးနိုင်မလဲဆိုတဲ့ဟာနဲ့ပတ်သက်တဲ့ question လေးတွေကိုသူကမေးတယ်နောက်တစ်ခါ examiner 3ကကြတော့ဒီအာ lecturer ဖြစ်မယ် senior lecturer ဖြစ်ရင်ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင် assistant professor ပေါ့အဲ့လို၃ယောက်ထဲတစ်ယောက်ဖြစ်မယ်သူကြတော့ဘာရီမေးမလဲဆိုလို့ရှိရင်ဒီအကြောင်းသားဒီဘာလို့ဒီ PhD ကိုလုပ်ချင်တာလဲဘာလို့ဒီ project ကိုမှလုပ်ချင်တာလဲအာအရင်တုန်းကလုပ်ခဲ့တဲ့ project တွေတုန်းကလည်းသူ့ရဲ့အောင်မြင်မှု percentage အချိန်အတိုင်းဒါပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးသူဘယ်လိုလုပ်ခဲ့တာလဲအဲ့ history ကိုလည်းပြန်ကြည့်ပြီးတော့ တကူလောရတဲ့ research motivation နဲ့ပတ်သက်တဲ့ question လေးတွေကိုမေးတယ်ပေါ့နော်အဲ့ examiner 1 2 3စီကနေရလာတဲ့ question တွေအကုန်လုံးရဲ့အဖြေတွေဒီလုံလောက်မှုရှိမရှိအဲအဲ့ဒါရဲ့အပေါ်မှာပေါ့နော်ပြန်ပြီးတော့မှဒီ share person တယောက်ရှိရဲ့အဲ့ share person ကပြန်ပြီးတော့ just ပြန်လုပ်ပေးတာပေါ့နော်အဲ့တော့ခါအဲ့မှာဘာဖြစ်လဲဆိုတော့အာចောင်းသားတယောက်အဲ့ចောင်းသားတယောက်ဒီ um အခုလက်ရှိမှာ तू ကတက္ကသိုလ်မှာဆရာတယောက်ဆရာလုပ်နေတာပေါ့နော် PhD မရှိသေးဘူး तू ကဒီ PhD student တွေကိုဒီမှာလာလုပ်ရှင်နေ um သူ့ရဲ့ CV ကိုကြည့်ရတဲ့အချိန်မှာလဲသူဒီ um degree မှာတော့ငါပဲဖြစ်ဖြစ် degree မှာပဲဖြစ်ဖြစ် master မှာပဲဖြစ်ဖြစ်သူ့ရဲ့ project တွေကဒီ um ကောင်းကောင်းမွန်မွန်နဲ့လုပ်ထားတယ်။ तू ကဘယ်လောက်ထိလဲဆိုလို့ရှင် तू ပေးပါတယ်ဒီ Q1 quality ရှိရဲ့ journal journal လဲ तू publish လုပ်ထားတယ်။သူ့ရဲ့အလုပ်အတွေ့အကြုံကအရင်ကောင်းတယ်။အာဒီ history အရဆိုလို့ရှင်သူ့ရဲ့ history ကလည်းဒီ research journey ပြောရမယ်ဆိုလို့ရှင်လဲ तू ကအရင် smooth ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့ weakness ကဘာဖြစ်နေလဲဆိုတော့ သူကအာသူ့ရဲ့ background က electrical electronic engineering အဲ့တော့သူ့ရဲ့ PhD ကိုသူက machine learning နဲ့ဒီ cyber security ဘိုင်းကိုသူကလုပ်ချင်တယ်သူရေးထားတဲ့ supervisor ကလည်းဒီ cyber security ဘိုင်းဟာပဲပေါ့နော်အဲ့တော့ဒါပေမဲ့သူ့မှာဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီ experience အားဖြင့်မရှိနေဘူးအဲ့တော့သူ့ရဲ့ proposal ထဲမှာအားနည်းချက်တွေဒီဒီအကြောင်းအရာတွေကိုပြောတဲ့အချိန်မှာသူက strong မဖြစ်နေဘူးပေါ့နော်အဲ့တော့သူ့အရာဝင်ထောက်ပြီးတော့ examiner 1က recommend မလုပ်ဘူးဆိုပြီးတော့အဲ့မှာပြောတယ် share person မိရဲ့အချိန်မှာ example 1စပြီးတော့ပြောရဲ recommend မလုပ်ဘူးအဲဒီ weakness တောင်ဆိုပြီးတော့ပြောရဲပေါ့အဲ့အချိန်မှာအမ်ဒုတိယ examiner က50 50ပုံစံဖြစ်နေတာအနေပြီးတော့ခုန examiner 1ရဲ့ opinion က strong ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီလူကကိုယ့်ထက်လည်းတော်တယ်အတွေ့အကြုံလည်းအများကြီးရှိတယ်အဲ့တော့အဲသူပြောတာမှန်နေတယ်ဆိုတော့အတွက်သူကလည်းအဲဒီဘက်ကလူပြောတဲ့ examiner 1ပြောတဲ့အတိုင်းပဲသူလည်း recommend မလုပ်ဘူးဆိုပြီးတော့ဖြစ်သွားတယ် အချိန်မှာကို့အလက်ဆိုပြီးတော့ကို့လာမိတဲ့ share person ကသူတို့ရှိမှာပဲအဲဒေါက်တာငိုးကရောဒီဟာကို recommend လုပ်မလို့ဆိုရပြောတဲ့အချိန်မှာကိုကကြတော့အဲ recommend လုပ်တယ်ဘာလို့လုပ်ရတာလဲလို့ပြောတဲ့အချိန်မှာကျောင်းသားရဲ့အားသာချက်တွေကိုထောက်ပြတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့အားနည်းချက်တိသူ့ရဲ့အားနည်းချက်တိသူ့ရဲ့ learning လုပ်ဖို့လိုတာပဲရှိတာပေါ့နော်အဲ့ဒါကိုလည်းသူသိချာတာလုပ်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကတခုထောက်ပြရတယ်ပေါ့ ကိုတော့ကလည်းဒီ master တော့ကဆိုလို့ရှိရင် network coding အပိုင်းကိုလုပ်တယ်ပြီးရခါကျတော့ master ပြီးရချိန်မှာအဲ့ဒီအပိုင်းကိုမလုပ်ချင်တော့ဘူးနောက်ထပ် area ဟိုဒီ research fee ကို expand လုပ်ရှင်တဲ့အတွက်ကိုကဘာလုပ်လဲဆိုတော့ antenna design အပိုင်းကိုလုပ်ချင်တယ်အဲ့တော့အဲ့ antenna design အပိုင်းကိုလုပ်ခဲ့တယ်အချိန်အဖြစ်လဲအဲတက်မှတ်ထားတဲ့အချိန်မှပြီးရပေါ့နော်အဲ့ဒါအဲ့အเจ้าရအောင်ပြောတဲ့အချိန်မှတရက်ဆရာမအောင်ပြောဖြစ်တယ်ပေါ့နော်ဟိုဒီဆရာမကိုဆက်ဆက်သွားတယ် supervisor ကိုဆက်သွားတဲ့အချိန်မှာ ကိုယ့်ရဲ့ background ကအာမတူတဲ့အတော့ပေါ့နော်ဆရာတွေကစစချင်းမှာသူတို့အာ email ကိုဆက်ချင်း reply မပြန်ခဲ့ဘူးဆိုတော့ဟောတောင်းပြီးရဲ့အချိန်မှာပြောပြတယ်ပေါ့နော်အဲ့ဒီအချိန်မှာပြောပြတယ်ဒါပေမဲ့အာမချိန်မထားပဲနဲ့ပေါ့နော်ဒီလောက်အချိန်တိုတိုအတွင်းနဲ့အဲဒီလိုပြီးသွားတယ်ဆိုပြီးတော့ဆရာမတွေကပြောပြတယ်ပေါ့နော်အဲ့လိုပြောတဲ့အတွက်အခုကိုဒီဒီနေရာမှာပေါ့နော်ဒီခုចောင်းသားတွေကိုပြန်ပြီးတော့ဒီလိုအခွင့်အရေးပေးနိုင်တဲ့အနေအထားကိုရောက်လာတယ်ပေါ့နော်ဆိုတော့ပြောပြချင်တာဘာလဲဆိုတော့အမ်သူ့ကိုလည်းကိုကအခွင့်အရေးတစ်ခုပေးချင်တယ် အဲ့ဒါဒီအမ်လုံးနိုင်မယ်လို့လည်းသူ့ကိုယုံကြည်ရပေါ့နော်ဒီသူ့ရဲ့ motivation အရာပြောပြောစကားတွေဒီမှာပြန်ပြီးတော့ email တွေဘာလဲ question တွေကိုသူဖြေတဲ့ပုံအရာဆိုလို့ရှိရင်လည်းသူကတကယ်ကိုအာသူက reason ကောင်းကောင်းရှိတယ်ပြီးတော့နောက်ထပ်တစ်ခုသူ့ကိုထပ်မေးတာဘာဖြစ်လို့ master တော့ကဒီဟာကိုစမလုပ်ခဲ့တာလဲလို့မေးရခြင်းမှာလဲသူက သူရိုးရိုးသားသားနဲ့ဝန်ခံတယ်သူစရာပေါ့နော်သူအာဒီ project လုပ်ကြမယ်ဒါရှိနေတယ်ပေါ့နော် well defined problem ရှိနေတော့ဒါဝဲလုပ်မယ်ဆိုတဲ့အတွက်သူဒီဘက်ကိုရှင်းရှားဖြစ်မရခဲ့ဘူးအခုဒီအတွေ့အကြုံဒါကိုလိုချင်တယ်သူလိုချင်တယ်အဲ့အတွက်သူ့ကို space ချင်တယ်ဆိုပြီးတော့ကိုကပြောပြတယ်ပေါ့နော်ကို့ကိုဒါစရာတွေကဒီလိုတွေးပြီးတော့အဲ့အချိန်တုန်းကလွန်ခဲ့တဲ့3-4နှစ်တုန်းကအဲ့အချိန်ကြီးတုန်းကဒါမပေးခင်ရေပေါ့3-4နှစ်မကပါဘူးကို PhD လုပ်ခဲ့တာ3-5နှစ်ပေါ့အဲ့လွန်ခဲ့တဲ့5-6နှစ်ကတော့အဲ့အတွေ့အဲ့ဒါကိုမပေးခဲ့ဘူးဆိုလို့ရှိရင် ကိုလည်းဒီဟာကိုဒီလိုဒီနေရာမှာဒီလိုလုပ်နေနိုင်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုသူတို့ထောက်ပြတယ်ပေါ့နော်အဲ့ချိန်မှာခုန examiner 1 or 2ရောဟိုကအမ်သူတို့လည်း decision ပြောင်းသွားပြီ recommend လုပ်တယ်ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့အဲ့တော့အဲ့မှာသူတို့အားလုံးအဲနောက်ဆုံးမှာပေါ့နော်ဒီចောင်းသားကို recommend လုပ်လိုက်ပြီးတော့ဟာဒီနောက်ဆုံး presentation level ထပ်တက်သွားတယ်ပေါ့အဲ့မှာတော့သူရွေးခံရဖို့များပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာကအဲဒီလိုမျိုး setting တစ်ခုမှာ time wide တစ်ခုမှာ library မတူတဲ့လူတွေထိုင်ကြတဲ့အခါကြလို့ရှင်ကိုယ့်ရဲ့ opinions တွေအဲကိုယ့်အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ပြောရတဲ့အခါကြလို့ရှင်တစ်ဖက်က level အရင်မြင့်နေတဲ့အခါအဲ့လူရဲ့ပြောစကားအပေါ်မှာ bias မဖြစ်ဖို့ပေါ့နော်ဒါသတိစားစရာတစ်ခုအမှန်မှန်ကန်ကန်နဲ့အဲဆုံးဖြတ်ဖို့ပြီးတော့နောက်ထပ်တစ်ခုကဒီမှန်ကန်တယ်လို့ထင်တယ်ဆိုလို့ရှင်လဲဟိုကိုကဘာမှမဟုတ်ဘူးပေါ့နော်ငါက experience မရှိတဲ့လူငါထားလိုက်ပါမယ်ဒါတွေကို ပြန်ပြမပြောတော့ဘူးဆိုတော့စိတ်ညိုမရှိပဲနဲ့ပြောတဲ့ပြောထိုက်တာကိုရှင်းရှင်းဝုံဝုံပြောဖို့ပေါ့နော်အဲ့ဒီကနေပြီးတော့ဒီအဲ့အဲ့အတွေ့အကြုံလေးတစ်ခုပေါ့အဲ့ဒါကို share လုပ်ရှင်ပါတယ်အဲ့လိုလုပ်လိုက်တဲ့အဖြစ်တခြားလူကိုလည်းရတဲ့ရထိုက်တဲ့ opportunity ရသွားတယ်ပေါ့နော်အဲ့ဒါကိုအဲဒီနေ့စိတ်ထဲမှာ idea ရလာပြီးတော့ဒီနေ့ပြောပြချင်းစိတ်ရှိသွားလို့အဲဗီဒီယိုလေးလုပ်လိုက်တာပါအာအကုန်လုံးနောက်ထောင်ပြီးတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်နော်တတား